အင်တာနက်ပေါ်မှာပြန့်နှံ့လာတဲ့တီရကူဆရာတော်ဖျားကြီးနဲ့အရှင်စေကိန်းသားတို့ရဲ့ဗီဒီယိုဖိုင်လေးကြောင့်ကြီးနူးခဲ့ရတဲ့တက္ကရာကမများတီရကူဆရာတော်ဖျားကြီးနဲ့ဆရာတော်အရှင်စေကိန်းသားတို့ဟာမြန်မာနိုင်ငံရဲ့သာသနာအာဇာနီဆရာတော်ကြီးနှစ်ပါးဖြစ်ပါတယ်။ဆရာတော်ကြီးနှစ်ပါးဟာပရိယတ်တီပရိပတ်တီသာသနာအကျိုးတွေကိုတည်ပေါ်နေတဲ့စာပေကျမ်းခံတဲ့ဆရာတော်ရှင်သူမြတ်နှစ်ပါးလေးဖြစ်ပါတယ်။ဆရာတော်ကြီးနှစ်ပါးဟာသာသနာတာဝန်ကိုသာမကပါဘူး။ခုနှစ်ရဲ့သာသနာ့တက္ကရာကမတွေအတွက်လည်းအမြဲတမ်းစဉ်းစားပေးတတ်တဲ့ဆရာတော်ရှင်သူမြတ်ပါ။ ထို့ပြင်တော့မြန်မာနိုင်ငံမှာတဘာဝဘေးရန်ကြီးကြားရောက်တိုင်းမှာလည်းဒေရကူဆီယာရောဖျားကြီးနဲ့ဆီယာရောရှင်စကိနာတို့ကကုညီပေးနေတာပါအခုကလေးပဲကြားရောက်လိုက်တော့လေဆီယာရောကြီးနှစ်ပါးသတင်းသုံးနေစကိုင်းမြို့နယ်မန္တလေးမြို့မှာတာတနိကဆောင်းအောင်နေချီအောင်ဖျားစေဒီပထိုးတော်ရင်ပြည်စည်းဆုံးရှုံးမှုတွေများပြားခဲ့တဲ့အတွက်ဆီယာရောကြီးနှစ်ပါးကဥဆောင်မုံမှန်ဖို့ပြင်ဆင်နေကြတာဖြစ်ပါတယ်ထို့ပြင်တော့ဆီယာရောရှင်စကိနာဆိုရင်ငလင်ဘေးကလေးက9ရက်သားသမီးတွေကိုထမင်းလို့စရိတာကျွေးမွေးနေတာဖြစ်ပါတယ် ဒါကြောင့်လေဒိုင်ကဒိုင်ကမများကကျေးဇူးဥခိုင်နေကြတာပါဒီလိုချိန်မှာပဲတေကူဆရာတော်ဖျားကြီးနဲ့အရှင်စေကိန်းသားတို့ရဲ့ကြီးနူးစရာဗီဒီယိုဖိုင်လေးတစ်ပိုင်းထွက်ပေါ်လာပါတယ်ဗီဒီယိုဖိုင်မှတ်တမ်းမှာတေကူဆရာတော်ဖျားကြီးကစကိုင်းမြို့ကဖျားစီရီတစုပြုပြင်နေတာကိုထိုင်းကြည့်နေစဉ်အရှင်စေကိန်းသားကရိုသေးဥခိုင်ကတစားနေရမှာရေးကြည့်လို့ပြန်ကြောက်ရမှာမလို့လာနှုတ်ဆက်တာပါဖျားဆိုပြီးတော့ပြောလာတာပါဒီလိုချိန်မှာတရကူဆရာတော်ဖျားကြီးကဒါဟာစကိုင်းမြို့ကတကူအကြီးဆုံးဖျားဖြစ်ကောင်စကိုင်းမြို့တီဖျားဖြစ်ကြောင်းဒါထက်အရေးကြီးတာဘာရှိသေးလဲဆိုရင် ။တပည့်ရှင်စိတ်ကင်းနာကိုချစ်စနိုးခေါင်းပေါက်လိုက်တာပါ။